မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်နေ၍မြန်မာစစ်အုပ်စုထံသို့လက်နက်ရောင်းချမှုပိတ်ပင်ပေးရန်နိုင်ငံတကာသို့တာမတ်ကြီးဦးကျော်မိုးထွန်းထပ်မံတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတိုင်းရင်းသားလူနေစုများအပါအဝင်အယက်သားပြည်သူများအပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေ၍မြန်မာစစ်အုပ်စုထံသို့လက်နက်ရောင်းချမှုနိုင်ငံတကာကပိတ်ပင်ပေးရန် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကုစက်လေတပ်အမတ်ကြီးဦးကျော်မိုးထွန်းကချက်မှန်တောင်းဆိုလိုက်ပါတယ်။အော်တိုဘာလ24ရက်နေ့အမေရိကန်ပြည်တော်စုညူယောက်မြို့အကျဉ်80မြောင်းကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနေနိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီ၏အထွေထွေမူဝါဒရေးရအစည်းအဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကုစက်လေတပ်အမတ်ကြီးဦးကျော်မိုးထွန်းကအချက်ပါအတိုင်းထက်မှန်တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာစစ်တပ်အတွင်ပြည်တွင်းနှင့်နိုင်ငံတကာမှရရှိသောတမန်ယိုကျလက်နက်များသည့် တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းအယက်သားပြည်သူလူထုကိုအကြမ်းဖက်တိုက်ခိုက်ခြင်းဖိနှိပ်ခြင်းအတွက်သာစေအုပ်စုကအတုံးပြူနေကြောင်းယခုအချိန်အထိလူပေါင်း8400နီးပါးအသက်ဆုံးရှုံးခဲ့ရကြောင်းစေအုပ်စုထံလက်နက်တင်ပို့လွှဲပြောင်းသည့်အဖွဲ့ဝင်နိုင်ငံအချို့၏လုပ်ရက်များသည့်စေအုပ်စု၏လူသက်မှုများကိုရှင်းလင်းပြသစွာထောက်ခံအားပေးသည့်လုပ်ရက်များအဖြစ်မြန်မာပြည်သူများကရှုမြင်ကြကြောင်းတမ်မတ်ကြီးကပြောပါတယ် တကဘာလုံးကစစ်အုပ်စုထံလက်နက်ရောင်းချမှုပိတ်ပင်ခြင်းကိုအကောင့်ထဲပေါ်ရန်နှင့်ပြည်သူများ၏အသက်များကိုကယ်တင်နိုင်ရန်အတွက်တိုက်လျင်စီအခြားစစ်ဖက်အရက်ဖက်နှမျိုးသုံးဖြစ်စီများနှင့်ဆက်ဆက်နီးပညာစစ်အုပ်စုထံသို့ဆက်လက်စီစဉ်ခြင်းကိုတားဆီးပေးရန်မြန်မာလူထုကိုယ်စားနိုင်ငံတကာအသိုက်အဝန်းထံသို့တမ်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုပါသည် စေအုပ်စုအတူရောင်ရွေးကောက်ပွဲသည့်စစ်တပ်ကိုလက်နက်သုံးဖြင့်လူခွင့်ရေးချိုးဖောက်မှုများနှင့်ရက်စက်ကြမ်းကြုတ်မှုများပုံမကျူးလွန်နိုင်ရေးဆက်လက်လုပ်ခွင့်သာပေးစေမည်ဖြင့်အယက်သားပြည်သူများ၏အသက်ကိုကာကွယ်စောင့်ရှောက်ရန်အတွက်စေအုပ်စု၏လှည့်ပြားသည့်လုပ်ငန်းစဉ်ကိုပြည့်ပြတ်သားသားပေချရန်နိုင်ငံတကာအသိုက်အဝန်းကိုတန်မတ်ကြီးကဆက်လက်တိုက်တွန်းပါရယ်မြန်မာနိုင်ငံရှိလက်နက်ထုတ်လုပ်ရေးခန္ဓာတစ်ခုလုံးကိုစေအုပ်စုသာထိန်းချုပ်ခဲ့ကြောင်းရွှေကောက်ခံအယက်သားအစိုးရလက်ထက်တွင်ပင်စစ်တပ်သည်ရင်းထုတ်လို့ရေးကိုဆက်လက်လက်ဝက်ကြီးအုပ်ထားပြီး မိသည့်အရက်ဖတ်ကြီးကြပ်မှုကိုမစိုးညင်းပေခဲ့ကြောင်းကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးအောက်တွင်စေုပ်စုသည်အသေးစားနှင့်အပေါ်စားလက်နက်များအမြောက်ကြီးများလူတက်မိုင်းများလက်နက်တပ်ခြုံများစင်ကဲပေါက်ကွဲစေတတ်သည့်လက်နက်များကိုထုတ်လုပ်ကြောင်းရှင်းတို့ကိုတိုင်းရင်းသားလူနည်းစုများအပါအဝင်အရက်သားပြည်သူများအပေါ်ပြစ်မှတ်ထားတိုက်ခိုက်ရန်အတွက်အသုံးပြုကြောင်းတမတ်ကြီးကထောက်ပြပါသည်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့မှအကြံဖက်စစ်တပ်ထံသို့ကုန်ကျန်းပစ္စည်းများလက်နက်များခရယံမီးချောက်များနှင့်ဆက်ဆက် နီးပညာများအားရရှိနေခြင်းကြောင့်ဆေးဥစု၏ပြည်တွင်းထုတ်လွှင့်မှုကိုပုံမှုအားဖြစ်နေစေကြောင်း၂021ခုနှစ်ဖေဖော်ဝါရီလမှ2023ခုနှစ်မေလအထိကာလအတွင်းဆေးဥစုမှလက်နက်တင်သွင်းမှုသည်အမေရိကန်ဒေါ်လာ1ဘီလီယံနီးပါးတန်ဖိုးရှိခဲ့ကြောင်းထို့ကြောင့်ဒက်ကဘာလုံကဆေးဥစုထံလက်နက်ရောင်းချမှုပိတ်ပင်ခြင်းကိုအကောင့်ထဲဖော်ရက်နှင့်ပြည်သူများ၏အသက်များကိုကယ်တင်နိုင်ရန်အတွက်တိုက်လျင်စီအခြားစစ်ဖက်အရက်ဖက် နှမျိုးသုံးပစ္စည်းများနှင့်ဆက်ဆက်နည်းပညာများစစ်အုပ်စုထံသို့ဆက်လက်စီစဉ်ခြင်းကိုတားဆီးပေးရန်မြန်မာပြည်သူလူထုကိုစာနိုင်ငံတကာအတိုက်အဝန်းသို့တောင်းဆိုလိုကြောင်းတမ်မတ်ကြီးကထည့်သွင်းပြောဆိုပါသည်။ဆက်လက်ပြီးနိုင်ငံရေးစစ်ရေးချိန်ခွင်ရှာညှိပြီးတော်လှန်ရေးအောင်မြင်တဲ့အထိဖော်ဆောင်မယ်လို့ KIO ဥက္ကဋ္ဌပြောတော်လှန်ရေးတိုက်ပွဲတွေမှာစီးလုံးညီညွတ်လက်တွဲကြဖို့ဖိတ်ခေါ်စေအောင်စုရွေးကောက်ပွဲပြည်တွင်းစစ်အရှုပ်ဖြေရှင်းနိုင်ဖို့ပိုဝေးစေမယ်လို့တတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် နိုင်ငံရေးစီရေးချိန်ခွင်ရှာညှိပြီးတော်လည်ရေးလမ်းစဉ်တွေတော်လည်ရေးတိုက်ပွဲတွေအောင်မြင်အောင်ဖော်ဆောင်မယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌဘိုးချုပ်ကြီးအင်ပန်လကဒီကနေ့ပြောကြားလိုက်ပါတယ်။ဒါအပြင်တော်လည်ရေးတိုက်ပွဲတွေမှာအချင်းချင်းစီလုံးညှိညွတ်စွာလက်တွဲကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ KIO အဖွဲ့အစည်းတည်ထောင်တဲ့65နှစ်ပြည့်နှစ်ပတ်လည်ခမ်းနားမှာဥက္ကဋ္ဌကကချင်ဘာသာနဲ့မိန့်ခွန်းပြောကြားခဲ့တာကိုဘုံမူကြီးနော်ဘူးကဘာသာပြန်ရှင်းပြပေးခဲ့တာဖြစ်ပါတယ်။ မိန်ကုံးမှာ KIO KIA ဝန်ထမ်းတွေပြည်သူလူထုတွေကိုအားပေးတဲ့ဇာတ်ကားတွေပါဝင်တယ်လို့စေအုပ်စုဂျိုးပန်းနေတဲ့ရွှေကောက်ပွဲနဲ့ပတ်သက်တာ KIO ရဲ့တော်လန်ရေးအောင်မြင်အောင်ဖော်ဆောင်နိုင်မဲ့မူဝါဒသဘောတောင်တော်လန်ရေးရဲ့ဘော့တွေညီညွတ်ဖို့တည်င်းဇာတ်ကားစတာတွေကိုဗိုလ်ချုပ်ကြီးအင်ဖန်လာကပြောကြားခဲ့ပါတယ် KIO ပါတီဝင်တွေဝန်ထမ်းတွေကိုပြောတဲ့နေရာမှာအခုမြန်မာနိုင်ငံမှာမိတင်းနေထိုင်ကြတဲ့တိုင်းရင်းသားတွေအားလုံးကတော့ရှေးရခင်ဘိုးဘွားခေတ်ကတည်းကအတူရှင်တွဲနေထိုင်ကြတဲ့တိုင်းရင်းသားတွေပဲဖြစ်ပါတယ် ရန်သူတွေမဟုတ်ကြပါဘူးမိษွေတွေညီအကိုတွေပဲဖြစ်ကြပါတယ်ဒါကြောင့်အလုံးကိုစီစီလုံးလုံးနဲ့နေထိုင်ကြဖို့တွန်းအားပေးတာတွေပါပါတယ်နောက်ကျွန်တော်တို့တိုက်ပွဲဝင်နေတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေအလုံးကိုလည်းလေးစားပါတယ်အလုံးကိုလည်းယုံကြည်ပါတယ်ကျွန်တော်တို့အချင်းချင်းစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့တော်လန်ရေးတိုက်ပွဲကိုရှေ့ဆက်ပြီးမှလက်တွဲသွားကြဖို့အလုံးကိုဖိတ်ခေါ်တာလည်းပါပါတယ်လို့ဘုံမူကြီးနော်ဘူးက KIO ဥက္ကဋ္ဌရဲ့အမိန့်ခွန်းကိုဖော်သားပြန်ပြောပြခဲ့ပါတယ် KIO ဘဟုကော်မတီအနေနဲ့နိုင်ငံရေးစီရေးကိုချိန်ခွင်ရှာညှိပြီးမှလှုပ်ဆောင်နေတာဖြစ်တယ်လို့ဥက္ကဋ္ဌကအတည်ပြုပါတယ်။ကျွန်တော်တို့နောက်မဆုတ်ဘူးတဲ့။ဘာပဲဖြစ်ဖြစ်အောင်မြင်တဲ့အထိဒီတော်လည်းလမ်းစဉ်တွေကိုတော်လည်းတိုက်ပွဲတွေကိုဖော်ဆောင်သွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းတွေပါပါတယ်လို့ဘုံမူကြီးနော်ဘူးကအဖွဲ့ဥက္ကဋ္ဌမိန်ကွန်းပါအချက်ကိုပြောပြပါတယ်။စီရေးဖြစ်ပေါ်လာတဲ့တိုက်ပွဲတွေနောက်ပြည်ပခတွေအလုံးအချောကင်ဖြည့်ရှင်းဖို့အတွက်ကတော့နိုင်ငံရေးနီလန့်နဲ့နိုင်ငံရေးဆွေးနွေးပွဲကနေပဲအဲ့ဒါတွေကိုညီကုံချုပ်အချောကင်ရမှာဖြစ်တဲ့အကြောင်းလေး ဘုံမူကြီးအင်ပန်လာကပြောကြားခဲ့ပါတယ်။ဆေးအုပ်စုကျင်းပဖို့ဖြစ်စင်နေတဲ့ရွေးကောက်ပွဲကိုရွေးကောက်ပွဲအပေါ်စန့်ကျင်တဲ့အဖွဲ့နဲ့ထောက်ခံတဲ့အဖွဲ့အဖွဲ့နှစ်ဖွဲ့ကတော့တေချာပေါ်လာမှာဖြစ်တဲ့ကြောင်းဥက္ကဋ္ဌကပြောပါတယ်။အဲ့ဒီအဖွဲ့နှစ်ဖွဲ့ကအချင်းချင်းညှိနှိုင်းပြီးမှနိုင်ငံရေးဆွေးနွေးပွဲကိုကျင်းပနိုင်ဖို့အတွက်ကတော့အခက်အခဲတွေအများကြီးရှိမယ်လို့မြင်ပါတယ်လို့ပြောပါရယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်တွေအရှုတ်တော်ပုံကိုဖြည့်ရှင်းနိုင်ဖို့ဝေးသွားနိုင်တာကိုစိတ်မကောင်းဖြစ်မိပါတယ်လို့ပြောပါရယ်။ထိုနီလန်ကောင်ပြည်တွင်းစစ်ဟာလေ ထိုနည်း၎င်းဖြစ်တွင်စစ်မှလည်းပို့ပြီးမှကြာလာနိုင်ပါတယ်လို့အဲ့ဒါကြောင့်စိတ်မကောင်းဖြစ်မိတဲ့အကြောင်းတွေပါပါပါတယ်လို့ဘုံမူကြီးနော်ဘူးကဘာသာပြန်ပြီးထားပါတယ်တော်လန်ရေးတိုက်ပွဲဝင်တဲ့နေရာမှာစစ်မြေပြင်မှာလူငယ်လူရွယ်တွေအသက်ပေးလှူဒန်းသွားတာများစွာရှိခဲ့တယ်လို့ဒဏ်ရာရပြီးမှဒုက္ခိတဖြစ်နေသူများစွာရှိနေတဲ့အကြောင်းလဲဘူချုပ်ကြီးအင်ဗန်လာကပြောပါတယ်။သွေးတွေချွေးတွေသူတို့ရှင်နီးမြုံနိုင်ခဲ့တဲ့ဟာတွေကျွန်တော်တို့တံပိုးထားဖို့လိုပါတယ်တဲ့။အလဟတ်တမဖြစ်အောင်အားလုံးစူးစမ်းရမှာဖြစ်ပါတယ်လို့ပြောပါတယ်လို့ ဘုံမူကြီးနော်ဘူးကဘိုးချုပ်ကြီးအင်ပန်လာရဲ့မိန့်ခွန်းကိုဖာသာပြန်ပြောပြခဲ့ပါတယ်။ KIO KIA ဟာအာနာသိန်းစစ်တပ်ကိုအထိနာအောင်တိုက်ခိုက်နိုင်တဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီးလက်ရှိမှာလည်းဗမော်ဝိုင်းမော်ဖာကန်ဆော့လွန်ခေါင်လန်ဘူးမျိုးနယ်တွေမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။ဆလပီကာကင်းစခန်းနှစ်ခုကိုအာရကတပ်တော် AA နဲ့မဟာမိတ်များထပ်မံသိမ်းပိုက်၍ကာပါစာ၁၆အနီး၄မိုင်ဝန်းကျင်သို့ရောက်ရှိ 23ရက်နေ့ကတိုက်ပွဲအပြင်းထန်ဖြစ်ပြီးတော့လေယာဉ်မျိုးစုံသုံးပြီး၁၀ကြိမ်လောက်ကိုပုံလာခြင်းတင်အဲ့ဒီကြားတွေကကာကင်းစခန်းတစ်ခုကိုအေအေကထတ်သိမ်းလိုက်တယ်လို့သိရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပထမမျိုးနဲ့မတုံရွာအနီးရှိကပ္ပစ16ဤအဓိကပွိုင်ကုန်းနှင့်ကကင်းစခန်းများအသိမ်းခံလိုက်ရသည့်အတွက်ရင်းစခန်းများကိုပြန်လည်ရယူရန်စစ်ကော်မရှင်ဘက်မှထိုးစစ်ဆင်တိုက်ခိုက်လာကြောင်းသိရပါသည်စစ်ကော်မရှင်က666ပွိုင်ကုန်းကိုပြန်လည်ရယူရန်အတွက် ရေပြင်ထိုးစစ်များအပြင်လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူများဖြင့်စစ်ကြောင်းထိုးလာရာပွိုင်ကုန်းနှင့်မိုင်းဝဲခန့်အကွာတွင်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။23ရက်နေ့ကတိုက်ပွဲပြင်းထန်ဖြစ်ပြီးတော့လေရင်မျိုးစုံသုံးပြီးစေချိန်လောက်ကိုဘုံလာကျဲတယ်။အဲ့ဒီကြားထဲကခကင်းစက္ကန့်နှစ်ခုကိုအေအေကထပ်သိမ်းလိုက်တယ်လို့သိရပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။အေအေနဲ့ပူးပေါင်းတပ်ဖွဲ့များဤတံပြန်ထိုးစစ်ကြောင်းစစ်ကော်မရှင်တံများနောက်ဆုတ်ပေးလိုက်ရသည့်အပြင် ကကင်းစခန်းနှစ်ခုကိုပါယမန်နေ့အောက်တိုဘာ24ရက်နေ့တွင်စစ်ကော်မရှင်ကထပ်မံလက်လွတ်လိုက်ရကြောင်းသိရပါတယ်။ AA နဲ့ပူးပေါင်းတပ်ဖွဲ့များ၏ထိုးစစ်မှာကပ္ပစ76နှင့်လေးမိုင်အကွာခန့်သို့ရောက်ရှိနေပြီဖြစ်ပြီးစစ်ကော်မရှင်ကလေးချောင်းနှင့်ဒရုန်းတို့ဖြင့်အဆက်မပြတ်ခုခံနေကြောင်းသိရပါတယ်။စစ်ကော်မရှင်တပ်က .666 စခန်းမကြခင်မြောင်ကျိုးနှင့်တောင်ကုတ်လမ်းကြောင်းကိုဥတီတိုက်ခိုက်ပြီးလေသာတောင်ကျောကိုပါစစ်ကြောင်းထိုးနေကြရမှာရခုရပိုင်းတွင်ကပ္ပစ76ကိုကောက်ွယ်ရန်စစ်ကြောင်းမြ666.0အနီတီ ဦးတည်လာခြင်းဖြစ်ပါတယ်။ကပ္ပဆတ်16ရန်ချက်ဆက်ယုံတွင်စစ်ကော်မရှင်တပ်များအင်အားထပ်တိုးထားပြီးမတုံချောင်းပြတဝိုက်နှင့်ဆက်ယုံအနီးတွင်တိုက်ပွဲများနီးကပ်စွာဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။ရှမန်နီအော်တိုဘာ24ရက်နေ့ကလည်းစစ်ကော်မရှင်ကမတုံချေးရွာအနီးတဝိုက်သို့စစ်ကူအင်အား200ခန့်ထပ်မံပို့ဆောင်ခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။